မင်္ဂလာပါမစ္စတာဘူကီပါဒီညပရီးမီးယားလိ၃ပွဲနဲ့စပိန်လာလီဂါ၃ပွဲကိုရွေ့ချယ်မှာဖြစ်ပါတယ်ပရီးမီးယားလိမှာအရင်ဆုံးဟူးဖ်နဲ့နော်တင်ဟမ်ဖောရက်စ်ပွဲကိုစအောင်ဒီပွဲစဉ်မှာဟူးဖ် Ancient Wolf ကို Awakening Nottingham Forest က level 40ရှုံးပေးထားတယ်။ကိုပေါင်းစီနှလုံး50ရှုံးဖွင့်လှစ်ထားတယ်။ဆိုတော့ဒီပွဲက Ancient Wolf အနေနဲ့ခုနှစ်ပွဲစက်တိုက်ရှုံးပွဲဆက်မှုကနေပြီးတော့ပြန်လာရမယ့်ပွဲစဉ်ပွဲစဉ်ဖြစ်ပါတယ်။ တော့ wolf ပြန်လာနိုင်မလားပြန်မလာနိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဒီပွဲမှာကြည့်ရမှာပါ wolf ကဒီရဒီ73ပွဲအင်္ဂလန်ပရီးမီးယားလိ73ပွဲကန်ထားတာမှာနှစ်ပွဲတည်ကြပြီးတော့7ပွဲရှုံးထားတယ်ဆိုတော့ Nottingham Forest ကပရီးမီးယားလိအဆင့်16နဲ့ Wolf ကတော့အဆင့်20ပေါ့။အောက်ပိုင်းအသင်းတွေတွေ့ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ Nottingham Forest ရဲ့ level 40ကအဲမစိုးဘူးပြောရမှာပေါ့နော်။ ဒါပေမဲ့တခုရှိတာက Liverpool လို့အတင်းမျိုးကို0-3နဲ့နိုင်ထားတဲ့ Nottingham Forest အနေနဲ့ Wolf ကို level 40 level 50အပြည့်မပေးရတဲ့အနေထားတစ်ခုကတော့စဉ်းစားစရာပါဒါကလေတစ်ဖက်က Wolf ရဲ့အိမ်ကွင်းမှာရုန်းကန်လာမဲ့အနေထားကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီပွဲမှာ Wolf ကနီးပြအသစ်နီးပြအသစ်ရဲ့၃ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ် ဲ့တော့ဒီပွဲမှာတော့ body ဈေးကွက် level 40နဲ့ကိုပေါင်းဈေးကွက်နှလုံး90ရှုံးရဲ့ဂျားထဲမှာအင်ရှင်ဝူးဖ်ရဲ့ twin ကိုတွေကိုကျွန်တော်တို့တွေ့ရမယ်လို့ကျွန်တော်တို့ထင်တယ်။ဘာလို့လဲဆိုတော့ဝူးဖ်က၄ပွဲစတိုက် Premier League twin ကိုမရထားတဲ့အသင်းဖြစ်ရတာ ਨੇ ဒီပွဲမှာဒီလိုမျိုး body ဈေးကို level 90အောက်ကိုကိုပေါင်းဈေး နှလုံး90ဝင်ယူအထက်ဖြန့်ထားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာအင်ရှင်အသင်းရဲ့ twin goal ကိုကျွန်တော်ကတော့မြင်ရမယ်ထင်တယ်။ Nottingham Forest အနေနဲ့ကလည်းအဝေးကွင်းဆိုရင်ရုံးကန်ရတဲ့အနေအထားတွေရှိနေတယ်ဒါ Liverpool နိုင်သွားတာတော့နိုင်သွားတာတကြောင်ပေါ့နော် Liverpool တက်ပြတ်နေတဲ့အနေအထားဖြစ်နေတာရောက်ဒါပေမဲ့ Wolf ကို Nottingham Forest ဒီညနိုင်ဖို့တော့မလွယ်ဘူးလို့ကျွန်တော်တို့မြင်တယ်။ Woof နီးပြအစ်စ်ရဲ့၃ပွဲမြောက်ပွဲစဉ်အရှိမာ၂ပွဲစတိုက်ရှုံးထားတယ်ကြီးလက်ကျထားတဲ့အနေအထားမှာဒီပွဲကအိမ်တင်အိမ်ကွင်းကံအရုံအောက်တင်းချင်းချင်းတွေ့တဲ့အချိန်မှာ Woof တခုခုလောက်ပြမယ်လို့ထင်တယ်ကျွန်တော်ဒီပွဲမှာ Woof body ကြိုက်ပါတယ်နောက်တစ်ပွဲကတော့ Leeds နဲ့ Chelsea ပါဒီပွဲစဉ်မှာ away win Chelsea ကတလုံး90နိုင်ပေးထားတယ်ကိုပေါင်းစီ3လုံး 60နိုင်ပေးထားပါတယ်ဒီပွဲမှာเชลซีရဲ့တလုံး90နိုင်ဆိုတဲ့ဈေးကွက်ကမဟုတ်သေးပါဘူးကူပေါင်းစီ3လုံး60နိုင်အထိတော့ပြည့်တက်သွားတယ်ဒါပေမဲ့ညနေဈေးကွက်မှာဒီပွဲကကူပေါင်းစီနှလုံးအရှုံးပါအဲ့တော့ညနေဈေးကွက်အနေထားအရဆိုရင် ကိုပေကိုယူကစားနေတဲ့ lease အတင်းနဲ့ Chelsea အဝေးကွင်းကိုပေကိုယူအနေထားမှာကိုပေါင်းစီနှိမ်ပါတဲ့အနေထားမှာရှိတယ်ဒီပွဲမှာ lease မှာ lease ကပြိုင်ပွဲဆုံးဂိုးပေါ်ပြီးစော့နေတဲ့အနေထားနေပြီးတော့ပြန်ချစ်လာမယ်လို့ကျွန်တော်တို့မြင်တယ်ဒီပွဲမှာကျွန်တော်ပထမဆုံးတစ်ချက်ဂိုးပေါင်းအောက်ကြိုက်တယ်ပြီးတော့ lease body ကြိုက်ပါတယ် Chelsea အနေနဲ့တလုံးကို ခြေစည်းအနေနဲ့ခြေယူးအနေထားမျိုးတစ်ခါတလေရှိတယ်ဆိုတော့ lease ကိုကြည့်ခြေစည်းအနေနဲ့နိုင်မယ်ဆိုရင်ဒီစည်းမဖွင့်သင့်ဘူးပေါ့နော်ဘော်ဒီယောကူပေါင်းနေနေတဲ့အနေထားမှာအောက်တော့ကွက်တော့ဝင်မယ်လို့ကျွန်တော်မြင်တယ်ဒီပွဲမှာတော့ကျွန်တော်က lease body နဲ့ကိုပေါင်းအောက်ကိုကြိုက်ပါတယ်နောက်တစ်ပွဲက liverpool နဲ့ စန်တာလန်ပွဲစဉ်မှာလီဗာပူးကတလုံး80ရှုံးပေးထားတယ်ကိုပေါင်းစည်းကွက်3လုံးတည်ရပါလီဗာပူးအနေနဲ့ဝက်ဆန်ကိုအဝေးကွင်း029ထားတဲ့အနေထားကြောင့်ဒီစည်းကွက်ဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီပွဲမှာတော့လီဗာပူးပဲကြိုက်ပါတယ်လီဗာပူး အထူးသဖြင့်ဆန်ဒါလန်ဟိုတနည်းအားဖြင့်ဖူအန်ကွင်းမှာကန်သွားတဲ့အနေအထားမှာဆန်ဒါလန်ခြေပြန်ကျလာတာကိုမြင်ရတယ်။နောက်တစ်ချက်ကကစရာကောင်းပေါ်အတင်းကိုတလုံးရှုံးပြန်ပေးထားတဲ့အနေအထားတစ်ချက်ရဲ့နောက်တစ်ခုကဒီနေရာကဆန်ဒါလန်အနေနဲ့ထိုက်တန်မှုရှိရဲ့လားဆိုတာကိုဟိုတနည်းအားဖူအန်နဲ့ပွဲစဉ်ရဲ့ခြေစွမ်းကိုကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ရမယ်အနေအထားမျိုးဟိုပြန်တုံးတက်ရမယ်အနေအထားမျိုးရောက်နေတယ်ဆိုတော့ဒီညကျွန်တော်က Liverpool body ကြိုက်ပါတယ် Liverpool body ပါ၉ပေါင်းတော့ဒီပွဲရှောင်ပါတယ်နော်နောက်နောက်တပွဲကတော့ဒါ Real နဲ့ Bilbao နဲ့ Real ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာ Real ကတလုံး45ပြားတလုံး40နိုင် ဖြစ်သွားပြီလက်ရှိစီ၉ပေါင်းစီတလုံး50နိုင် So Real မှာပြဿနာတွေအများကြီးရှိနေတယ်လက်ရှိတည်င်းနေအရာလဲ ဒါဘောလုံးဝက်လိုက်စားတဲ့လူဆိုရင်တိမာပါလက်ရှိမှာရီယဲကကွင်းကွင်းတွင်းကွင်းမြင်ပြဿနာတွေရှိသလိုအတင်းတွင်းမှာလည်းဒါနီးပြနဲ့ကစားသမားတွေကြားထဲမှာပြဿနာတွေတက်နေတယ်ပေါ့နော်အလွန်ဆိုရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေကိုမလိုက်နာတဲ့မလိုက်နာခြင်းနဲ့နီးကစားသမားအစုအဖွဲ့ကရီယဲမှာ အင်အားကြီးနေတယ်အဲ့ထဲမှာဘသူတွေပါလဲဆိုဗနီစီယပ်စ်တို့ဒီဟွာတို့ကအစပါနေတယ်အဲ့တော့အလွန်ဆိုနဲ့တဲ့တဲ့ကစားသမားတွေကဒီဘက်မှာအာဒါဂူလာတို့ဘာလို့အဲ့လောက်ပဲရှိတယ်အမ်ဘပေတို့ဘာလို့တောင်မှအလွန်ဆိုတိတ်မကြိုက်တယ်ထဲမှာပါတယ်ဒါပေမဲ့နီးပြဘက်ကနေပြီးတော့အတင်းရဲ့အတင်းရဲ့ဘုတ်ဖွဲကတော့ဒါနီးပြဘက်ကနေပြီးတော့တရားရဂိုင်းတော့ရက်တီထောက်ခံပေးထားတယ်အနီထားတော့ရှိတယ် ဒါ Real Madrid မှာဖြစ်နေကြပါတော့အရင်တော့ Cristiano Ronaldo နဲ့ Cristiano Ronaldo ကိုအဆင်ပြေအောင်ပေါင်းကြတဲ့နှီးပြတွေရှိတဲ့ပုံစံမျိုးပေါ့ဆိုတော့လက်ရှိမှာ Alonso နဲ့ဒီကစားသမားတွေဂျားတဲ့ကပြဿနာကမီဒီယာအထီအောင်ထွက်လာတဲ့အနေအထားမှာရှိတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာ real metric ကိုထိုးသားလက်ဆောင်နိုင်မယ့်အနေအထားမျိုးကျွန်တော်တို့မြင်နေ။ဘာကြောင့်လဲဆိုတော့ real ဒီဒီပွဲဒီအရှိမပြိုင်ပွဲဆုံး၅ပွဲဆက်တိုက်အဝေးကွင်းကန်ထားရတယ်။ဒါ real metric ရဲ့ထူးခြားချက်ပေါ့နော်။ England Spain La Liga 3ပွဲဆက်အဝေးကွင်းကန်ထားရတယ်။ Champion League 2ပွဲဆက်အဝေးကွင်းကန်ထားရတယ်။အဲ့ဒီမှာတပွဲပဲနိုင်ပြီးတော့၃ပွဲတည်းတပွဲရှုံးတယ်။ရှုံးတဲ့ပွဲက Liverpool ရှုံးတာ။ဂိုးတော့မရခဲ့ဘူး။ ဆိုတော့ရီရနောက်တစ်ခွက်ရီရခြေကျနေတာလေဒါတိတာတယ်ဆိုတော့ဒီဒီအနေထားမှာရီရအနေနဲ့အရှိမငါးပွဲစက်တိုက်ကြီးကြတယ်ပြီးတော့ငါးပွဲစက်တိုက်ဒါကထူးဆန်းတဲ့အချက်လက်ပေါ့နော်ဒီညရီရအနေနဲ့6ပွဲစက်တိုက်ဝေးကွင်းကန်ရတဲ့အနေထားဖြစ်နေတယ်ဆိုတော့ဒီပွဲမှာကောရီရမက်ဒရစ်ပြန်လာနိုင်ပါမလားဆိုပြီးတော့ဟိုထိုးသားကဟိုဖြစ်တာပေါ့နော်တစ်ဖက်မှာ ကွင်းတွင်းပြဿနာအဲအတင်းတွင်းပြဿနာတွေကြောင့်လည်းပါတယ်ဒါပေမဲ့ကျွန်တော်ကဒီဒီလိုအနေထားမျိုးမှာအတင်းတွေကပြဿနာတွေကြားရရနေပြီးတော့အနိုင်ကန်သွားတတ်တဲ့အလေအထတွေအရှိမကျွန်တော်တို့အများကြီးကြုံတွေ့ကြရတယ်ဒီလိုထိုးသားတွေမယုံကြည်တဲ့အချိန်မှာအတင်းကြီးတွေကအနိုင်ကန်တတ်တယ်ကြီးပြန်အောင်တတ်တယ်ဆိုတော့ကျွန်တော်ဒီညမှာ Real Madrid ပေါ်ကြီးကြိုက်ပါတယ်ကိုပေါင်းတော့ရှောင်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီညရွေးချယ်မှု၄ခွက်ကတော့ အင်္ဂလန်ပရီးမီးယားလိမှာ Leeds United နဲ့ဂိုးပေါင်းအောက်ကြိုက်တယ် Inch Wolf နဲ့ Nottingham Forest မှာကျွန်တော် Wolf ပေါ်ကြီးကြိုက်ပါတယ်ပြီးတော့ Liverpool ပေါ်ကြီးကြိုက်တယ်ဂိုးပေါင်းရှောင်ပါတယ်ပြီးတော့ Real Madrid ပေါ်ကြီးကြိုက်တယ်ဂိုးပေါင်းရှောင်ပါတယ်အဲ့တော့ဒီညကျွန်တော်ရွေးချယ်မှုဒီလောက်ပါပဲအဲ့တော့ Telegram လက်ဆောင်တပွဲကျွန်တော်တင်ပါတော့မယ်သုံးသက် channel တကွာလာပါမယ်အဲ့တော့ကျွန်တော်တို့ Telegram မှာပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ Telegram channel link ကဒီ video အောက် comments မှာ link ချပေးထားပါတယ်အဲ့ ဲ့ links တွေအတဆင့်ကျွန်တော် Telegram ကိုလာခဲ့ပါ Telegram လက်ဆောင်တပွဲ VIP tip တပွဲလာယူပါအားလုံးပဲ good luck ပါကျွန်တော်မနေ့ပြန်ပြန်တွေ့ပါမယ်